ပုံရမ်းမင်းကြီးဖရန်စစ်ပြန်လည်တော်မူသွားတဲ့ဘောဝမ်းနေပွဲတဝန်လွာပေးပို့လိုက်တဲ့မက်ဆီပုံရမ်းမင်းကြီးဖရန်စစ်ဟာတတ်တော်68နှစ်ရွယ်မှာပဲပြန်လည်တော်မူသွားခဲ့ပြီဖြစ်ပါတယ်။သူကမြန်မာနိုင်ငံရေးထွက်အမြဲတမ်းနှုံမလေးသူဖြစ်ပြီးတော့အာဏာသိမ်းခံရပြီးတဲ့နောက်မြန်မာနိုင်ငံအခြေအနေတကူအမြဲလို့လို့မမေးမလျော့ထုတ်ဖော်ပြောတဲ့သူအများဆုံးငြိမ်းချမ်းဖို့လဲစူတောင်းပေးတဲ့သူဖြစ်ပါတယ်။ပုံရမ်းမင်းကြီးက2018ခုနှစ်တုန်းကမြန်မာနိုင်ငံကိုကြွားချီတော်မူခဲ့ပြီးသူနဲ့ပတ်သက်လာမြန်မာနိုင်ငံသားတွေကြားကောင်းတဲ့နဲ့ကြော်စောသူဖြစ်ပါတယ်။ အာဂျင်နီးယားနိုင်ငံသားဖြစ်သူယဟန်မတ်ဖရန်စစ်ဟာ2013ခုနှစ်မှာပုံရိုင်းမင်းကြီးဖြစ်ရွေးချယ်ခံခဲ့ရတာပါဒါသူကိုဥရောပနိုင်ငံသားမဟုတ်တဲ့ပထမဆုံးသောပုံရိုင်းမင်းကြီးဖြစ်နေမှတ်တမ်းဝင်စေခဲ့ပါတယ်တာဝန်ဆောင်ရတဲ့အချိန်မှာသူ့ရဲ့တပ်တော်က80ကျော်အရွယ်ကိုရှိနေပြီဖြစ်ပါတယ်သူကကြီးတဲ့ခံနာမှုတွေထက်လူသားဆန်မှုတွေကိုပုံပုံနှစ်သက်သူပါဒါတောင်ပဲပုံအဆောင်ရောင်စိန်ခံကားမှုတွေတခြားယဟန်မတ်တွေအိမ်ပြန်စီးတဲ့ဘတ်စကောက်စီးတဲ့သူဖြစ်ပါတယ်မြန်မာနိုင်ငံလာတော့ကလေးလေးစိတ်ကနေသူတဲခွေရကိုသွားပုတ်ဟာကားရဲ့ဘယ်ဘယ်ချမ်းမှာစီးခဲ့မိတာပါ သူစိတ်ထဲမြမအောင်ဘယ်မောင်းစနစ်ကျင့်သုံးတဲ့နိုင်ငံထင်ခဲ့ပုံရပါတယ်။ဒါပေမဲ့လမ်းတစ်လျှောက်မှာသူ့ကိုစောင့်ကြိုကြည့်ရှုနေသူကက်သလစ်ဘာသာဝင်ပရိသတ်တွေဟာညာတန်းမှာရှိနေအောင်ကောင်းအောင်ရက်စီပြီးတော့ချက်ချင်းထိုင်းကုန်နေရာပြောင်းခဲ့သူဖြစ်ပါတယ်။ဘိုယမ်မီဂျီဖရန်ဆက်ဟာဂျိုက်ဆန်မြင်းပြိုင်ကွေးနဲ့မှာအစားတရားကိုလည်းဟောကြားခဲ့သေးပြီးတော့ကက်သလစ်ပရိသတ်ပေါင်းများစွာလာရောက်ခဲ့တာပါ။မြမပြီးခီးစင်မှာဘိုယမ်မီဂျီဖရန်ဆက်ကကဘာကြီးဖျားမှာနိုင်ငံတော်တန်ခါမဟာနိုင်ငံအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးနဲ့တွေ့ဆုံခဲ့သလိုနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကျင်နဲ့လည်းတွေ့ဆုံခဲ့သေးတာဖြစ်ပါတယ်။ ဗိုလ်ရမင်းကြီးဖရန်စစ်ဟာကက်သရစ်ဘာသာဝင်တန်းပေါင်း1400တွင်ကျင်းဝပိုင်းစံပြဖျောက်နေထိုင်ခဲ့သလိုသူကိုယ်သူလည်းဆင်းရဲသူတွေအတွက်ရမ်းမင်းကြီးဖြစ်စေရမယ်လို့ခံယူခဲ့သူဖြစ်ပါတယ်။ဗိုလ်ရမင်းကြီးဖရန်စစ်ကမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ခုလိုပြောခဲ့ပါတယ်။မြန်မာနိုင်ငံလက်ရှိခြေအနေတွေပေါ်ကျွန်တော်နှုတ်ပိတ်မနေနိုင်ပါဘူး။ဒီအတွက်တစ်ခုခုလှုံ့ဆော်ပါမယ်။မြန်မာနိုင်ငံအနေနဲ့အနာဂတ်မှာလူခွင့်ကိုအခြေခံတဲ့ငြိမ်းချမ်းအမြန်ဆုံးကြပါစေ။ဒေါန်ဆန်းစုကြည်ကိုအမြန်ဆုံးလှုပ်ပေးဖို့လည်းကျွန်တော်တောင်းဆိုပါတယ်။ကျွန်တော်ရောမမှာသူမရဲ့တားဖြစ်သူတွေနဲ့ဆုံခဲ့ပါတယ်။ဗာတီကန်ကဒေါန်ဆန်းစုကြည်ကိုအမြဲတမ်းကြိုးစုံနေမှာပါလို့ဆိုထားခဲ့တာပါ။ ပုံရိုင်းမီဒီယာအာဂျီနာနိုင်ငံရွတ်ထူးကဲလာလုံးသူဖြစ်ပြီးတော့သူပြန်လုံသွားတဲ့ပေါ်အာဂျီနာနာမည်ကျော်တိုက်စီမှုလူနေမက်ဆီကလည်းဝန်ထမ်းကြောင့်တွန်းလာပေးပို့ထားပါလိမ့်မက်ဆီကထူးခြားလို့တဲ့ပုံရိုင်းမီဒီအာဂျီနာသားပုတ်ဖရန်စစ်ငိမ့်ချန်းစွာအားယူပါကဘာကြီးကိုပုံမကောင်းမွန်တဲ့နေရာဖြစ်အောင်လုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်အလုံးတတိယအောင်မြင်နေမှာပါလို့ဆိုထားခဲ့တာဖြစ်ပါတယ်အာဂျီနာနိုင်ငံဘီနိုအေရီစ်မှာမွေးဖွားခဲ့တဲ့ပုတ်ဖရန်စစ်ဟာမက်ဆီရဲ့ပြိတ္တဒူးလည်းဖြစ်ပါတယ်ဒရိုနာဦးကဗာတီကန်မှာ2013ခုနှစ်ကစုံခဲ့ဥပါတယ် ကက်သလစ်သာသနာမြန်မာနိုင်ငံထောင်၅ခုနှစ်ဒီမှာစတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အင်းဝါပဲခူးတို့မှာသာသနာထွန်းကားခဲ့ပြီးတော့ National ဟာဗုဒ္ဓဘာသာကနေကက်သလစ်ဘာသာကိုသူးတငယ်ချင်းဒီပရီတိုကြောင့်ကူးပြောင်းခဲ့တယ်လို့ဗဇက်ရာဇဝင်တွေကတော့ဆိုပါတယ်။မြန်မာပြည်တွင်းကကက်သလစ်သာသနာနှစ်ပေါင်း၅ကျော်တွင်းမှာမြန်မာနိုင်ငံကိုပထမဆုံးကြွားခဲ့တဲ့ပုံရိုင်းမင်းကြီးက Pope Francis ဖြစ်ပါတယ်။မြန်မာနိုင်ငံရေးနဲ့မြန်မာပြည်မှာရှိတဲ့ဒုက္ခရောက်နေသူတွေကိုအမြဲမမေ့ခဲ့ပဲကဘာကြီးကိုတည်အောင်ပြောပေးတဲ့ Pope Francis ပြန်လည်တော်မူတဲ့ပုံစိန်ကောင်းဖြစ်မိကြောင်းဆိုရင်လည်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။